ကိုရီးယားနိုင်ငံရဲ့အကြောင်းကိုကျွန်တော်ပြောပြရရင်ကိုရီးယားနိုင်ငံရဲ့နေထိုင်မှုမှာကျွန်တော်လွဲမှားတတ်တဲ့အကြောင်းလေးတွေကိုကျွန်တော်ဒီနေ့စူးစိထားတဲ့၄ခုကိုပြောပြပါရမယ်အခြေခံသဘောတရားလေးမျိုးကျွန်တော်တို့ရောက်ရောက်ချင်းမှာစီနီယာကိုတွေကဖြစ်ဖြစ်ဒါမှမဟုတ်ကျွန်တော်တို့ရဲ့လိုအပ်ချက်ကြောင့်စပိန်လေးတွေတောက်ပလာဖို့လွယ်ကူဖို့အတွက်လိုအပ်လာပါတယ်ဒါကြောင့်တချို့မှာစပိန်မဝင်ရောက်ခါစမဝင်နိုင်တာဖြစ်ဖြစ် ဒါမှမဟုတ်ဝယ်ရဖို့ခဲယမ်းတာဖြစ်ဖြစ်ကျွန်တော်တို့မှာစပိန်အဟောင်းလေးတွေကိုဝယ်တတ်ကြပါတယ်စပိန်အဟောင်းလေးတွေကိုဝယ်တဲ့အခါမှာကျွန်တော်အနေနဲ့ကြံပြူချင်တာကတော့မွဲပါနဲ့ဘာလို့တော့ဆိုတော့စပိန်အဟောင်းဟောင်းဝယ်ပြီးတဲ့6လလောက်မှာစပိန်သစ်တန်ဖိုးလောက်ရောက်သွားပါတယ်စပိန်သစ်တန်ဖိုးကဘာလို့တော့ဆိုဂွားတွေကျွန်တော်တို့ပြန်ဖို့အတွက်ဂွားတွေဝယ်ရတယ်တာယာတွေလေလုံးတွေတစ်ခါထက်လဲရပါတယ်ကျွန်တော်တို့ ညီမလေးလိုဆိုင်နေပါတယ်မရှိတော့ကိုကိုတိုင်းထက်ပြီးတော့ပြင်ရတဲ့ဘောကွဲတာပါညာအကုန်လုံးပြင်ရတဲ့အခါမှာအချိန်ကုန်တဲ့အခါလေးမှာလူပယ်ပန်းနဲ့အဲ့ဒါကြောင့်ကျွန်တော်တို့၅လ6လလောက်အတွင်းမှာကျွန်တော်တို့အစပိန်တက်တံဘိုးလောက်တစ်ခါထက်ရှိသွားတယ်ထပ်ပေါင်းလိုက်တဲ့အခါမှာကျွန်တော်တို့စပိန်ကအပိုပုံစံဖြစ်သွားတဲ့အခါကြီးရှိပါတယ်အဲ့ဒါကြောင့်နံပါတ်1အနေနဲ့တော့စပိန်ဟောင်းမွဲပါနဲ့နံပါတ်2အနေနဲ့တော့ခမင်းဟင်းခွဲချက်ပါတယောက်ထဲနေတာဖြစ်ဖြစ် ကျွန်တော်တို့ခွန်ရီနာနဲ့ပြည်နေတာဖြစ်ဖြစ်တော့ဒါကတော့ကိစ္စမရှိပါဘူးကျွန်တော်တို့ခန်းပေါ်တငယ်ချင်းနဲ့အတူနေတာအမအုပ်စုလိုက်နေတဲ့အခါမှာကျတော့တချို့မှာတော့ဟင်းထင်းဟင်းအတူတူချက်ကြတာများတယ်ရောက်ခါသားမှာဆိုရင်တော့ပျော်ပျော်ရွှင်ရွှင် ဖြစ်တတ်ပေမဲ့နောက်ပိုင်းမှာချိန်ကြာလာတဲ့နေ့မှသူကြိုက်တာကိုမကြိုက်တာ သူစားတာကိုမစားတာဈေးဝယ်တာကစတယောက်နဲ့တယောက်နဲ့အချင်းနေမတက်တာလို့တော့ခေါင်းငင်းရလို့ခါတွေမှာရှိတယ် ဒါပေမဲ့ကိုကြိုက်တာတွေဘာတွေသူကြိုက်တာတွေဘာတွေမတူတဲ့ခါမှာနောက်ပိုင်းမှာဆက်ဆန့်ရေးကဒီဟာလေးအတွက်နဲ့ချင်းနေတင်းမာလာတာလေးတွေဖြစ်တတ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်အနေနဲ့တော့ထမင်းဟင်းကို ခွဲချက်ပါလို့အကြံပြုပါတယ်ယင်းနီလွန်းလို့ကိုကတော့ဘလို့နေနေဘလို့အတိုင်းတာနေနေတိခန့်နိုင်နေသူနဲ့ယင်းနေတယ်ဆိုရင်တော့ဒူးဒူးချက်ပါတော့ခွဲချက်တာက ပိုကောင်းတယ်လို့ပဲ ကျွန်တော်ကတော့အကြံပြုပြရစေနံပါတ်3အနေနဲ့ကတော့လုတ်ကိုလေးလာပေါ့ကျွန်တော်တို့ရောက်ရောက်ချင်းမှာလုတ်ရဲ့အကြောင်းကိုကျွန်တော်တို့ကသိပြီးမသိဘူးမသိတဲ့အခါမှာလေးလာပါချို့မှာတချေရှင်နေကောင်းနေလုပ်ငန်းဝင်ချင်းနေကောင်းနေ OT တွေပါတွေရတယ်လုတ်ကတိုင်းမပန်းဘူးအဲပထမဆလေးလာတဲ့အခါမှာအဲ့လိုလေးလာရကျွန်တော်ဆိုရင်ကျွန်တော်ဆမလေးရောက်တော့ဆိုမလေးလာတော့ကျွန်တော်လုတ်တွေပါတွေဆိုလဲတအားလုတ်တယ်နောက်ပြီးခိုင်းသမျှဆိုဆိုလဲကျွန်တော်ဘာမှမစွညကုန်း ငငနဲ့အာကနဲ့လုံနိုင်လုံတယ်နောက်ပိုင်းမှာအဲ့ဒါကကောင်းတော့ကောင်းပါတယ်ကိုယ့်ရဲ့ဆိုးကျိုးအနေနဲ့တော့ဘာဖြစ်လာတော့ဆိုတော့အရာရာမှာကျွန်တော်တို့ကခိုင်းပိုက်ကြီး ဖြစ်လာပါတယ်အဲကိုယ်တကယ်လို့လို့ဟိုဟာလေးဟိုဟာဖြစ်လဲကျွန်တော်ရဲ့နာမည်ကိုပဲတက်ပြီးခေါ်တယ်မင်းလာခဲ့တော့မလုံနေရတော့အဲ့လိုပဲခိုင်းကောင်းတဲ့သူကိုပဲဆွတ်ခိုင်းတတ်ကြတယ်အဲအဲ့တော့ကိုယ် ။ဘာလဲဆိုရင်အကုန်လုံးမိပါကိုယ့်ရဲ့တတ်မှတ်တဲ့အရာလေးကိုပဲကိုဒီဇိုင်းမတ်မတ်လေးလုပ်ပေးပါ။နောက်ပြီးတော့တထေးတွေပါလေမကောင်းတဲ့အခါကိုကအလုပ်ပြောင်းနေဆက်ရုံမှာအချိန်နဲ့မကောင်းဘူးလုပ်ပြောင်းမယ်ဆိုရင်ကိုကအရင်တအားကြီးစူးစမ်းထားတဲ့သူတို့ကပြောမဆိုပေးပြီးတော့မထွက်ကြဘူးယာအဲ့ဒါကြောင့်ကျွန်တော်တို့ကထွက်ဖို့ရအတွက်လှုပ်ထွက်ဖို့ရအတွက်တော့ခက်ရင်းသွားတဲ့ခါတွေမှာရှိတယ်အဲ့တော့အလုပ်မကောင်းမှုဆိုရင်ကိုကနည်းနည်းလေးကိုအချိန်နဲ့အတိုင်းတာလေးပဲကြည့်ပြီးတော့ လို့ပါအလုတ်ကောင်းမြင်တော့ကောင်းတယ်လို့ကိုကိုကိုစူးစမ်းပြပါတထည့်ကောင်းရောကောင်းတယ်လို့မြင့်တယ်မှာတခါတလေမှာကိုကဘာမှမမှုပဲနဲ့ဒီပိဆက်လိုက်ရတဲ့အခါဒီမှာရှိပါတယ်အဲ့ဒါတော့ကိုတို့ပါနံပါတ်၄အနေနဲ့ကတော့ခောက်ဆွဲကိုလျှော့စားပါဒီရောက်လာတာနဲ့မြအချိန်မရလို့ဟင်းသိမ့်မချက်တတ်လို့တခါတလေမှာပြင်းလို့ဦးရီရီများတဲ့အခါမှာဆိုရင်ကျွန်တော်တို့ကခောက်ဆွဲတွေကိုစားတတ်ကြပါတယ် ခေါ်ဆွဲတွေကိုအများကြီးစားတဲ့အခါမှာကျတော့ကျွန်တော်တို့ဗိုက်ယောဂနည်းနည်းအများဖြစ်တာများပါတယ်အဲအဲ့ဒါကတော့ကျွန်တော်ညိုရိုးဆက်ရုံမှာလာဦးတယောက်ရှိပါတယ်လာဦးတယောက်ကသူကစာရင်စာရင်နဲ့သူတို့ကဗားလဲဆိုရင်ချွတ်တာတယ်အဲအဲ့လိုချွတ်တာရင်ချွတ်တာရင်နဲ့နောက်ပိုင်းမှာဗိုက်ကအခြေအနေမကောင်းဘူးဖြစ်သွားတယ်အခြေအနေမကောင်းတော့သူတို့ပထမအဲလာဦးပြန်ပြီးတော့ကူတယ်အဲအဲ့လိုကူတဲ့အခါမှာလည်းကျွန်တော်ပြောချင်တယ်ကျွန်တော်တို့ကကျမကြီးအမားခံနေထည့်ထားတယ်ဗျာ ကိုယ်နိုင်ငံကိုမပြန်မှနဲ့ဒီမှာရသလောက်ကုပါဟောသူကိုပေးထားတဲ့ပတ်စံနဲ့တန်အောင်လို့ကျွန်တော်တို့တော်တော်များကုပါကျွန်တော်တို့တထင်းဆိုတော်တော်ဆိုးတယ်ဗျဘာလို့လဲဆိုတော့ကျမ်းမာရေးမကောင်းတာဒီမှာကုမပေးဘူးနဲ့လူနိုင်ငံကိုပြန်ပို့တယ်တက်တက်အောင်လို့ဘာညာဆိုပြီးတော့အခုပြန်လဲလာတယ်ပြန်လဲလာတော့ဘိုက်ကချင်းနေတိတ်မကောင်းမကောင်းတော့သက်ယုံကအင်တင်တင်ဖြစ်လာတဲ့ခါမှာသူကမတက်တာရဲဆိုမှအလုတ်ထွက်လိုက်ရတဲ့အချိန်မှာရှိရတကယ်တမ်းဆိုဗျဒီမှာပဲနေပြီးတော့ကုလိုက်တင်တာပေါ့ ဒါဥပဒေအရရော ကျွန်တော်တို့ဆောင်ထားတဲ့အခွင့်အရေးအတွက်ဒါဒီမှာအခုဒါဆေးဝါးလဲပို့ပြီးတော့အဆင်ပြေလဲဆိုကျွန်တော်တို့ဆေးရုံဆေးကန်းနေအဆင်ပြေတဲ့ခါမှာတော်တော်များများတော့ကိုယ်နိုင်ငံကောင်မပြောင်းမဲနဲ့ဒီမှာပဲရသမျှကုပါပြီးတော့ချင်းနေနည်းလေးစိုးဝင်တဲ့အခါမှာဆေးမီးတို့တွေကိုထက်ပြီးတော့မသုံးတော့ပါနဲ့ကျွန်တော်တို့ဒီမှာရှိတဲ့ဆေးရုံဆေးကန်းတွေမှာသွားပြီးတော့ဆေးစစ်ပါဓာတ်မှန်ရိုက်ပါအဲ့လိုလုပ်ကြည့်ခြင်းအပြင် ပိုကောင်းတဲ့ရလတ်တွေကိုထွက်လာနိုင်ပါတယ်ကိုကကြိတ်ခံပြီးတော့နေတာဖြစ်ဖြစ်ဒါမှမဟုတ်ရင်ဒီစက်ရုံမှာလှုပ်တွေပေါ်နေတာဖြစ်ဖြစ်မပြောဘဲနဲ့ကိုကတစ်ခုခုတရားရဆိုရင်ဒီတိုင်းလေးပဲကုတ်ပြီးတော့မနေပါနဲ့ယူနေတိုင်းယူပါအဲ့လိုသွားပြီးမှစက်ရုံကိုသွားတယ်မှာတယ်လို့အကြံပြုပါတယ်အဲ့ဒါနဲ့နောက်ဆုံးဘိတ်အနေနဲ့တော့ကျွန်တော်တို့ခေါက်ဆွဲကို short စပါလို့ပြောကြရင်လည်းကျွန်တော်ရဒီနေ့တင်ဆက်မှုအတော်ထွားလေးကိုဒီမှာပဲရက်တန့်လိုက်ပါတယ်